ခမင်းကျော်ကြိုက်တဲ့သူမဟုတ်ဘဲဟမ်ဘာဂါနဲ့ပီဇာတွေပဲစားတဲ့ထိတ်တန့်ကရိုနီတထေးကြီးနဲ့တွဲနေကြောင်းသတင်းထွက်နေတဲ့အလမဲတင်တင်ဆယ်လစ်ပေ့ချ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နိုင်ငံကျော်ပရိသတ်မင်းသားကြီးဝီလူကျော်နဲ့ချွတ်ကြိုက်ခဲ့ပြီးတော့သူမရဲ့ခမင်းကျော်ကိုအလကားစားသွားတာကြောင့်ပြဿနာတွေတက်ကတိုင်းပြည်ပြည်သူဖြစ်သွားခဲ့ရတဲ့အလမဲတင်တင်ကိုအားလုံးသိကြမှာပါဒီလိုပြဿနာတွေကြောင့်သူတို့နှစ်ယောက်နှစ်အတော်ကြာအောင်တရားရင်ဆိုင်ဖြေရှင်းခဲ့ကြရပါတယ်တင်တင်ကိုအနုပညာအတိုင်းဝိုင်းကဝေဖန်ခဲ့ရခဲ့ကြပါတယ်အခုချိန်မှာတော့ဝီလူကျော် ကအိမ်တော်ကြောက်သွားပြီဖြစ်တယ်လို့အလောင်းမဲ့တင်းတင်းကတော့သူ့လိုထမင်းကြော်မကြိုက်ပဲဘိုးစားရီသာစားတဲ့မြန်မာနိုင်ငံကထိတ်တန်းခရိုနီတတိကြီးတယောက်နဲ့တွဲနေရလို့သတင်းထွက်လာပါတယ်။တင်းတင်းရဲ့ချစ်သူကမြန်မာနိုင်ငံမှာအချမ်းသာဆုံးမှာဆိုပြီးလူပြောများနေရဲ့ဝင်းမုံရွှေရဲ့ခင်ပွန်းတဲ့ကိုနိုင်ဖြိုးကျော်နော်ဖော်ရထားရဲ့ချစ်သူကိုထက်ခံဝင်နဲ့နေကြည်ဦးတို့ဇနီးမောင်နှံထက်တောင်ကျွဲဝါချမ်းသာတယ်လို့သိရပါတယ်။အဲ့ဒီလိုခရိုနီတတိကြီးရဲ့ချစ်သူဖြစ်နေရကြောင်းတင်းတင်းကနောက်ဆုံးပေါ်ကားနဲ့နောက်ဆုံးပေါ် iPhone တွေတောင်လက်ဆောင်ရရှိထားပြီးတော့တော်ယုံလူ ချမ်းသာတွေတောင်အနာမကပ်နိုင်တဲ့ KTV တွေနဲ့ဈေးအရမ်းမြင့်တဲ့ဟိုတယ်ကြီးတွေမှာတောင်တွားရောက်အပန်းဖြေနေပါတယ်။လက်ရှိချိန်မှာတော့ခရိုနီကြီးရဲ့ချစ်သူဖြစ်တဲ့တင်တင်ကတချိန်ကသူ့ကိုနှိမ်ချဆက်ဆံခဲ့တဲ့အနုပညာအတန်းဝိုင်းတဲ့ပတ်ဝန်းကျင်ကိုလက်စားချေပြီးတော့အပေါ်စီးကနေချိန်မိုးနေနိုင်ပြီဖြစ်တယ်လို့မကြခင်မှာလည်းချစ်သူခရိုနီတတိကြီးနဲ့အတူဥရောပနဲ့အမေရိကန်နိုင်ငံတွေထိအပျော်ခီးတွေထွက်အောင်မယ်လို့သိရပါတယ်။ပရိသတ်ကြီးကရောတင်တင်နဲ့တွဲနေတဲ့ထိတ်တန်းခရိုနီတတိကြီးကဘယ်သူများဖြစ်မယ်လို့ထင်ပါတယ်ရှင်။